많이 가보냐 라면 눈에 망설이 날들어 바울 라면이 끓일까 နိုဝင်ဘာလ2 5ရက ဒီဇင်ဘာလ10ရက်နေ့အထိနိုင်ငံတကာမှာအကြမ်းဖက်မှုပပျောက်ရေးနဲ့လူခွင့်ရရရှိရေးအတွက်16ရက်ကြာအတိပေးလှုပ်ရှားမှုတွေပြုလုပ်တဲ့ကာလဖြစ်ပါတယ်16ရက်တာကာလအတွင်းမှာအမျိုးသမီးတွေပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနေ့ကိုဘလို့ထိမ့်မှတ်တွေပြုလုပ်သွားပါသလဲဖဲချိုးဖြူလေးတွေကိုတက်ဆင်ပြီးအမျိုးသမီးတွေကိုအကြမ်းဖက်မှုကနေတက်နိုင်သမျှကာကွယ်တားဆီးပေးမယ်ဆိုတဲ့ခံဝင်ကတိတွေနဲ့ဖဲချိုးဖြူတွေကိုတက်ဆင်ပြီး အသိပညာပေးတဲ့လှုပ်ရှားမှုတွေလှုပ်ကြတဲ့အတွက်နိုင်ငံတကာမှာဖဲချိုးဖြူနေလို့ခေါ်ကြပါဗျ။ဒီနှစ်ထဲမှာမြန်မာနိုင်ငံမှာအမျိုးသမီးတွေအပေါ်အကျန်းဖတ်မှုတွေတိုးမြင့်လာတာနဲ့ပတ်သက်ပြီးဒေါ်ချယ်ရီဦးကတော့မြန်မာအမျိုးသမီးတွေအတွက်လုံခြုံစိတ်ချရတဲ့ဥပဒေပြဋ္ဌာန်းစေချင်တယ်လို့ဆိုပါတယ် ဒီနေ့ပြုလုပ်ရတဲ့ရည်ရချက်ကအမျိုးသမီးပွားပေါ်အကြံပြမှုပပျောက်ရင်းနဲ့အထိတ်အမှတ်ဆိုတဲ့ရည်ရချက်တစ်ခုနောက်တစ်ခုကမြန်မာနိုင်ငံမှာအမျိုးသမီးပေါ်မှာအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မှာပေါ့နော် ခိုင်မာတဲ့တကယ်ဘူးပဲအဲအမျိုးသမီးတွေအတွက်လုံခြုံစိတ်ချရတဲ့ဥပဒေပြဋ္ဌာန်းပေးဖို့လည်းအမတို့ကပြဋ္ဌာန်းပေးဖို့အတွက်ဆိုတဲ့ရည်ရချက်တွေနဲ့လှုပ်ဆောင်တာဖြစ်ပါတယ်အမျိုးသမီးအကြံဖတ်မှုတွေရောနေဖို့အတွက်မျိုးသားတွေရဲ့ပူပေါင်းပါဝင်မှုကအရေးပါကြောင်းကိုအသိပညာပေးဖို့လိုအပ်တယ်လို့မမျက်စုကပြောပါတယ် အကျံဖက်မှုတွေကလည်းနိုင်ငံထဲမှာအနေအားအနှံ့ကိုတချိန်လုံးတိုးမြင့်လာတာတွေမြင်ရတယ်။အဲ့တော့ဘာကြောင့်ဖြစ်လာတာလဲ?ကျမတို့တလောက်လုံနေတဲ့ကြားကဘာကြောင့်ဒါတွေဖြစ်ပေါ်လာတာလဲ?ဆိုတော့ကျမတို့ပြန်သုံးသပ်တော့ကျမတို့တကယ်တမ်းလုံနေတာပြည်သူလူထုမသိတာပေါ့နော်။ဆိုတော့အဲ့တော့ကျမတို့ပြည်သူလူထုကိုချပြခြင်းနဲ့ချပြခြင်းနဲ့အတွေ့ကျမတို့ကဒီလိုကွင်းကျဲကျဲကြီးကြီးအဲ့လိုမျိုးတွေမှလည်းကျမတို့အဆင်ပြေမှာပေါ့နော်။ပြသခြင်းနဲ့ဟာတွေကလည်းအရင်များတယ်ပေါ့။ဟိုပြီးတော့လည်းဒီပတ်ဝန်းကျင်မှာတွာလာနေတဲ့ဒီပန်းချင်ထဲမှာတွာလာနေတဲ့ ရယောက်ျားမိန်းမဒီမှာဆိုရင်ပန်းချံဖြစ်တဲ့အတွက်ပေါ့ယောက်ျားလေးရောမိန်းကလေးကောနှစ်ဦးစလုံးကပါဝင်လာမယ်ပါဝင်လာမဲ့သူတွေဖြစ်တဲ့အားကြောင့်မလို့သူတို့တတောင့်တနေအားနဲ့ခဏလေးရက်ကြည့်သွားရင်တော့မှဒီ message လေးတခုရမယ်ဆိုရင်ကျမတို့အတွက်အကျိုးရှိရလို့ယုံကြည်ထားပါရယ်ပေါ့နော်အားကြောင့်ကျမတို့ဒီပွဲလေးကိုဒီမှာလုပ်ဖြစ်သွားတာပေါ့ Women Organization Network ကဖဲချိုဖြူနေကို အချိန်မောင်းများစွာကျင်းပခဲ့ပြီးပေမဲ့ Women Initiated Network for Peace အနေနဲ့ ပထမဆုံးချိန်ကျင်းပခဲ့တာ ဖြစ်တယ်လို့ဒေါ်ချယ်ရီဦးကဆိုပါတယ်။နောက်နှစ်တွင်မှလည်းခေတ်အခြေအနေပေါ်မူတည်ပြီးအမျိုးသမီးတွေအတွက်ထိရောက်တဲ့အသိပညာပေးမှုနဲ့ဥပဒေပြဋ္ဌာန်းမှုတွေကိုပိုပြီးလှုံ့ဆော်သွားမယ်လို့ဆိုပါတယ်။ No woman initiated network for peace win peace အနေနဲ့ကတော့ဒါပထမဦးဆုံးအကြိမ်ဝန်နဲ့တွေ့ဖက်ပြီးလုပ်တာပေါ့နော်ဝန်တက်ကတော့အကြိမ်မောင်းမြောင်းများစွာရှိနေပါပြီနှစ်စဉ်တိုင်းသူတို့ဆင်နွှဲလေးရှိပါတယ်နောက်လာမယ့်နှစ်တင်မှာလည်းကျွန်တော်တို့အနေနဲ့အများကြီးပူးပေါင်းဆောင်ရွက်ပြီးတော့မှဒီထက်ထိရောက်ပြီးတော့မှအချိန်နေအချိန်ခါပေါ်မှာမူတည်တဲ့အကြံဖတ်မှုတွေအပေါ်အကောင့်ထက်ဖို့အကြံဖတ်မှုတွေကိုပေါ့နော်အမတို့အနေနဲ့အဓိကဟိုဘာလို့ပြောမလဲအသိပညာပေးသွားမယ်ဥပဒေတွေပြဋ္ဌာန်းဖို့ကိုလည်းအမတို့အနေနဲ့လှုံ့ဆော်စည်းရုံးသွားပါမယ်လို့ရည်ရွယ်ချက်ရှိပါတယ်